မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ21ရက်နေ့ရညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျမစူစီပါနေပြည်တော်မှာကပ္ပစ73မှာဘုံမှုဖြိုးမင်းကျော် တက်ကြက်အောင်စော်နိုင်နဲ့ရဲဒုတက်ကြက်ထွန်ပြေစုံတို့ကိုငွေကျပ်3000ကျော်နဲ့အတူဖမ်းမိပေးမယ်စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးသွားပါတယ်စုံကနေချင်းဘုံကျဲခံရလို့၃ဦးတေဆုံးက၉ဦးတင်ရာရရှိခဲ့ပါတယ် စစ်ရေးအကူအညီတရင်တွေထွက်ပေါ်လာပြီးတဲ့နောက်အိန္ဒိယအစိုးရကပင်မေးမြန်းလာတယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ကျင်းပြီနဲ့စကားခစနစ်ဌာနချုပ်အနိတိုက်ပွဲပြင်းထန်နေပါတယ်။ဘောလကဲမြို့နယ်ရှိဝမ်မလန်စခန်းကုန်းကို တော်လေးပူပေါင်းတက်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပါပြီရှင်။ဒီသတင်းတွေနဲ့အတူဒီကနေ့ညနေခင်းရဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့နေပြည်တော်ဥဒရာတီဗီမြို့နယ်ကပ္ပဆ73မှာ ုံမူဖြိုမေကျော်တက်ကြအောင်စုံနိုင်တဲ့ရဲတူးတက်ကြထွန်ပြေစုံတို့ကိုငွေကျပ်3000ကျော်နဲ့အတူဖမ်းမိပေမဲ့ဆစ်ရှုံးကောင်စီတက်ရဲတိုက်ခိုက်မှုကြောင့်၃ဦးစလုံးသေဆုံးသွားကြောင်းအဖိနိခံပြည်သူတော်လှန်ရေးအင်အားစုပြည်သူလွတ်မြောက်ရေးတပ်မတော် OPRF PLA တပ်ဖွဲ့တာဝန်ရှိသူတို့ကပြောပါရယ်ဧဘလာဆက်ကိုရနေကအကြံဖတ်စစ်ရှုံးကောင်စီဌာနချုပ်ရုံးဆိုင်ရာနေပြည်တော်တိုင်းဥဒရသီရီမြို့နယ်လမ်းမိုက်တနေရာမှာ OPRF ။ PLA ကရဲဘော်တွေကအချိန်၃နိုင်ကျော်ကြာထိန်းချုပ်စစ်ဆေးခဲ့ကြပါတယ်။စစ်ဆေးနေချိန်ဗိုလ်မှူးဖြိုမင်းကျော်အပါအဝင်၃ဦးကိုစစ်အသုံးအဆောင်ငွေကျိန်း၃၀၀၀ကျော်နဲ့အတူဖမ်းမိခဲ့ကြတာပါ။အဲ့ဒီနောက်စစ်တုပ်ပန်း၃ဦးကိုဖမ်းဆီးမိပြီးပြန်လည်ဆုတ်ခွာလာချိန်စစ်တပ်ကလိုက်လံတိုက်ခိုက်မှုကြောင့်စစ်တုပ်ပန်း၃ဦးစလုံးတေဆုံးသွားခဲ့တယ်လို့ဆိုပါတယ် တည်ဆုံသွားတဲ့စစ်တုပ်ပန်း၃ဦးမှာ အမှတ်73ကာကွယ်ရေးပစ္စည်းစက်ရုံကဘာစာ73ကဗိုလ်မှူးဖြုံမြင့်ကျော်အမှတ်930စစ်မြေပြင်အင်ဂျင်နီယာတက်ရင်တက်ခွဲ3ကတက်ကြအောင်စော်နိုင်နဲ့ရဲဒုတက်ကြချွန်ပြေစုံတို့ဖြစ်ကြောင်းသိရှိရပါတယ်။နေပြည်တော်နဲ့25မိုင်ဝေးတဲ့နေရာလောက်မှာတိုက်ပွဲထပ်ပြေကြပါ။စက်ခရီမိတာကကားနဲ့လာတဲ့အချိန်ဖမ်းမိရပါ။အဲ့ဒီနေပြည်တော်လမ်းပိုင်းမိုင်တိုင်း25ဝန်းကျင်မှာပါပဲ။ ပုံမှုကိုဖမ်းမိပြီးအပြန်မှာဖြစ်ကြပါလို့အဖိနှိတ်ခံပြည်သူတော်လိုင်းအင်အားစုပြည်သူလွတ်မြောက်ရေးတပ်မတော် OPRF PLA တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါရယ်စီရေလှူရှာမှုကို OPRF PLA အဖိနေခံပြည်သူတော်လိုင်းအင်အားစုပြည်သူလွတ်မြောက်ရေးတပ်မတော်မှရဲဘော်တွေကတပ်တွင်းသတင်းပေးရတိကျတဲ့အချက်အလက်တွေပေါ်မှာအခြေခံပြီးဝင်ရောက်လှူရှာခဲ့ခြင်းဖြစ်ပြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအားလုံးအထူးအခိုက်မရှိဘဲအောင်မြင်စွာလှူရှာဆောင်ရွက်နိုင်ခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မွန်ပြည်နယ်ဘေးလင်းမြို့နယ်မင်းစောရွာဖုန်ကြီးကျောင်းမှာဧပြီလ16ရက်နေ့မနက်7:00နာရီဝေးကျင်ကတန်ဃာတော်တွေကိုစွန့်ကပ်လူဒန်းနေချိန်ဘုံကျဲတိုက်ခိုက်ခံရပြီးကိုရင်တပားအပါအဝင်၃ဦးသေဆုံးခဲ့တယ်လို့ကရင်အမျိုးသားအစည်းအရုံးကင်ယူကသတင်းထုတ်ပြန်ထားပါတယ်ဒီသတင်းနဲ့ဆက်ချင်ပါတယ်ရှင်တေဆုံးသူတွေဟာအသက်70နှစ်အရွယ်အရှင်ကေလာတာအသက်60အရွယ်နော်မဝဲနဲ့အသက်65နှစ်အရွယ်နော်လာမြင့်တို့ပဲဖြစ်ပါတယ် အရှင်အော်ဒရာအရှင်ဂိတ်တီအရှင်မာနီတာတို့အပြင်အသက်26နှစ်အရွယ်နော်မူကိုအသက်29နှစ်အရွယ်နော်မမိုးအသက်28နှစ်အရွယ်စောမောင်နုအသက်44နှစ်အရွယ်စောကျော်ကေအသက်62နှစ်အရွယ်စောကွားတို့နဲ့အသက်80အရွယ်စောမောင်ရွှေတို့ကိုဦးတင်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တပ်ဝဲဖြစ်တာမရှိပဲလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာလို့လည်းဆိုပါတယ်။ စစ်ကောင်စီကငလေဘေးကယ်ဆယ်ရေးကိုအာရုံစိုက်လှုပ်ဆောင်ဖို့ယာယီအပြစ်ခတ်ရက်စဲထားမယ်လို့ထုတ်ပြန်ထားပေမဲ့နိုင်ငံတော်မှလည်းကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါရရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမေရိကန်နိုင်ငံကဘင်္ဂလားဒေ့ရှ်ကတဆင်ချင်းမျိုးသားတအူ CNF အပါအဝင်မြန်မာနိုင်ငံရှိတော်လှန်ရေးတပ်ဖွဲ့အချုပ်ကိုစစ်ဘက်ဆိုင်ရာအကူအညီများပေးအပ်ဖို့စီစဉ်နေတဲ့ဆိုတဲ့သတင်းကိုပြည်ပသတင်းဌာနအချုပ်ကဖော်ပြခဲ့ပြီးရဲ့နောက်အိန္ဒိယအစိုးရကပါမေးမြန်းစုံစမ်းလာကြောင်းချင်းမျိုးသားတအူ CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထနီကပြောပါရယ်ဇလိုင်းထနီကဧပြီလ23ရက်နေ့မှာကျင်းပတဲ့ CNF CNA CDF KKG တို့ရဲ့ကလေးဒေသမှာဆက်စည်ရင်းနဲ့ပတ်သက်ပြီးပူးတွဲသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါ။အိန္ဒိယအစိုးရကတော့မေးလာတဲ့အနေအထားတွေရှိတယ်။ဒါပေမဲ့အဲ့ဒီကိစ္စကကျွန်တော်တို့ CNF အနေနဲ့တိုက်ရိုက်မပတ်သက်တော့အဓိကကတော့သတင်းမှန်ပြီးဖြစ်စေ၊မားပြီးဖြစ်စေအမေရိကနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကိစ္စဖြစ်တယ်။အဲ့ဒါဒီဖြစ်နိုင်ပါတယ်လို့ပြောလို့မရတယ်လို့မဖြစ်နိုင်ဘူးလို့အတက်ပြောလို့လည်းမရပြန်ဘူး ီကိစ္စကချက်တဲ့ဘုံဝင်သူတို့နှစ်နိုင်ငံကိစ္စဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့တရားဝင် ပြောဆိုလို့မရသလိုအရာတွေကိုကျွန်တော်အထက်လူကြီးတွေကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတာတွေကျွန်တော်ကိုအကြောင်းကြားတာတွေအဲ့ဒီလိုမျိုးမရှိသေးတော့တရားဝင်ပြောဖို့ခက်နေတဲ့အနေအထားမှာရှိတယ်။အဲ့ဒီလောက်ပဲဖြေကျင်းပါလေလို့ဆလိုက်ထန်နီကပြောပါရယ်။အိန္ဒိယအခြေစိုက်သတင်းဌာနအငယ်တစ်ခုဖြစ်တဲ့ Northeast News သတင်းဌာနက April 15ရက်နေ့က American အစိုးရက Bangladesh စစ်တပ်ရဲ့အကူအညီကိုယူပြီး Bangladesh စစ်တပ်တရင်၃ရင်း၅ဒစင်ရခိုင်နဲ့ချင်းပြည်နယ်ထဲကတော်လိုင်းတပ်တွေကစစ်ကောင်စီကိုအနာယူဖြိုခွင်းနိုင်တဲ့အထိစစ်ရေးအထောက်အပံ့စုံတစ်ခုထူထောင်ရန်ဆွေးနွေးခဲ့ကြောင်းစတင်ဖော်ပြခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့လကဘင်္ဂလားဒေ့ရ်နိုင်ငံဒါကာမြို့ကို American အစိုးရရဲ့ Pacific စစ်ဦးစီးဌာနဒုတိယအကြီးအကဲဒုတိယ ပိုချုပ်ကြီးဂျိုရယ်ဗာဝဲရောက်ရှိခဲ့ခြင်းအဲ့ဒီကိစ္စကိုဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ဆွေးနွေးခဲ့ကြောင်း Nosi News သတင်းဌာနကရေးသားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီသတင်းကိုအိန္ဒိယနိုင်ငံမှာရှိတဲ့ယုံကြည်ရတဲ့သတင်းဌာနကြီးတွေကတော့ဖော်ပြထားတာမရှိသေးပါဘူး။ပြည်ပသတင်းဌာနအနေငယ်ကသာကိုးကားပြီးပြန်လည်ဖော်ပြမှုရှိခဲ့ကြတာပါ။နှွေဦးတော်လိုင်းရဲ့ကာလမှာကျွန်တော်တို့ကနိုင်ငံတကာချိတ်ဆက်ရေးကိုအတက်နိုင်ဆုံးအိန္ဒိချင်းနိုင်ငံတွေနဲ့ဆက်ဆံရေးပြီးတော့အင်အားကြီးနိုင်ငံတွေနဲ့ဆက်ဆံရေးအလားတွေကတော့ အဲ့ဒီလိုတွေ့ဆုံမှုတွေတော့လုပ်ပါတယ်။အခုကိစ္စမကလို့ကြံတဲ့ကိစ္စတွေကတော့လကောက်တွေ့ဆုံမှုတွေဘာတွေလုပ်နေတာတော့ရှိတာပေါ့လို့ slide ထက်နေကပြောပါရယ်။ယခုသတင်းထွက်နေတဲ့ဘင်္ဂလားဒေ့ရှ်မှာတစဉ်စစ်ရေးအကူအညီတွေပေးမယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးအထက်ကညွန်ကြားချက်မရ၍တရားဝင် ပြောဆိုလို့မရသေးဘူးလို့လည်းသူကဆက်လက်ရှင်းပြခဲ့ပါရဲ့ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်ကော့ပိုရိတ်မြို့နယ်နဘူးကော့ပိုရိတ်လမ်းခွဲအနီးကော့ပိုရိတ်မြို့အဝင်မှာရှိတဲ့အမှတ်စနစ်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်အနီးမှာလေးရက်ဆက်တိုက်ပွဲပြင်းထန်နေတယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်စကခါစနစ်အနည်းတဝိုက်ကိုတော်လရင်ပူပေါင်းတပ်တွေကဧပြီလ16ရက်နေ့ကနေ21ရက်နေ့နနက်ပိုင်းအထိဝိုင်းပတ်ပိတ်ဆိုတိုက်ခိုက်နေတာလို့ဆိုပါရယ်။ကိုးတိုင်းနဲ့ရန်ကုန်က16ရက်ကလေးကတိုက်ပွဲစတိုက်ပဲ။စကခါစနစ်နာမှာပေါ့။ နောက်69တတန်ကူရွှေကြက်မင်းဘက်ကလည်းစိုင်ပြီး ပြနေတာပဲစစ်တပ်ကကော့ကရိတ်မြို့ထဲကကိုမထွက်ပဲလက်နက်ကြီးတွေအတွဲလိုက်ဒုံးရှိတွေပစ်တယ်လေချောင်းပစ်ကူခေါ်ဝိုင်းတွဲနဲ့ဘုံကျဲနေတာမျိုးတွေရှိတယ်လို့တရင်ရင်မြစ်ကပြောပါတယ် စကားခါစနစ်ဌာနချုပ်အနေနဲ့ကာကင်စခန်းတစ်ခုဖြစ်တဲ့နဘူးကော့ဂရိတ်လမ်းခွဲလမ်းပိုင်းမှာရှိတဲ့ရင်ခွဲတောင်စစ်ကောင်စီကာကင်စခန်းကိုကင်းအမျိုးသားလွတ်မြောက်ရေးတမတော် KNL မဟာမိတ်တပ်ဖွဲ့တွေကဧပြီလ15ရက်နေ့မှာတင်ပိုက်ထိန်းချုပ်ထားပြီးနေပြည်တော်လေးလှုပ်ဆောင်နေတယ်လို့သိရှိရပါတယ်ယခုလိုစကားခါစနစ်ဌာနချုပ်အနီးတိုက်ပွဲပြင်းထန်နေတဲ့အတွာကော့ဂရိတ်ရှိစစ်ကောင်စီတပ်ရင်းခမရ946 ခလာရ69တဲ့ရင်တွေကမြို့ပြင်မြေကျောင်းအင်ရန်ကုန်ကျေးရွာတွေအတွင်းကိုနနက်ကြီးပစ်ကူဘေးကတိုက်ခတ်နေသလိုယနေ့ဧပြီလ22ရက်နေ့နနက်3နာရီမှ6နာရီအထိကြုံတိုးကျေးရွာတွေဘက်ကိုလေကြောင်းတိုက်ခတ်မှုပြုလုပ်နေတယ်လို့မြေပြင်တော်လိုင်းတပ်ဖွဲ့ဝင်တွေထံကသိရှိရပါတယ်။တိုက်ပွဲကရန်ကုန်ဘက်မှာမနေ့ကတနေကုန်တိုက်ပွဲကြီးရယ်ဒီမနက်အထိပဲမနက်3နာရီလောက်ကလေးကဝိုင်းတွဲလေရင်ဘုံပတ်ကျင်းနေတယ် မြေပြင်မှာတော့စက္ကစတက်တွေတက်လာတာမရှိဘူးအာရှလမ်းဘက်ကို drone နဲ့ရောမြေပြင်ကရောကျွန်တော်တို့ KNLA ပူပေါင်းအဖွဲ့တွေဖြတ်ထားတယ်လို့ Corporate KNLA မဟာမိတ်ပူပေါင်းစစ်ကြောင်းတာဝန်ရှိသူကပြောပါရယ်အခုလိုတိုက်ပွဲတွေကြောင့်ဆစ်ရှုံးကောင်စီတပ်သားတွေထွက်ပြေးသူတွေနဲ့တင်ဆောင်သူတွေရှိနေတယ်လို့တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေဘက်ကလည်းတော်လိုင်းရေးအတွက်အသက်ပေးတာဝန်ထမ်းဆောင်သွားသူနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိပြီးထိခိုက်မှုအသေးစိတ်အခြေအနေကိုတော့အတည်ပြုနေသေးလို့သိရပါရရှင် နောက်ဆုံးသတင်းတပုံးအနေနဲ့ကရင်ပြည်ပြည်ဘောလခဲမြို့နယ်ရှိစစ်ကောင်စီတပ်ရဲ့ဝမ်လန်စကန်ကိုဘောလခဲပြည်သူကာကွယ်ရေးတပ်နဲ့မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတွေကပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့မှတ်တမ်းရုပ်သံကိုဘောလခဲ PDF ကထုတ်ပြန်လိုက်ပါတယ်။မရှလာ28ရက်နေ့မနက်ပိုင်းကလည်းတော်လိုင်းပူပေါင်းတွေ့မှုရောက်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲနှစ်နာရီကြာဖြစ်ပွားခဲ့ကခရယန်နေပါမှုကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတာပါအဲ့ဒီနောက်မရှလာ30ရက်နေ့မှာထပ်မံထိုးစစ်ဆင်တိုက်ခိုက်က ခိုင်မာတက်ဆွဲထားတဲ့စကန်ကုန်းကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။စကန်ကုန်းကိုရရှိလိုက်ပေမဲ့လည်းတိုက်ပွဲအတွင်ကီယင်းဒီတော်လိုင်းရဲဘော်တအူးကြဆုံးခဲ့ပြီး၁၀ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်ရှင်။ဒီကနေ့ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။နောက်ထပ်ထူးခြားတဲ့သတင်းတွေနဲ့ပြန်လည်တွေ့ဆုံပါမယ်ရှင်။